အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့မိုးမလုံးနဲ့အိမ်မှနေရတဲ့နာမည်ကြီးဆရာတော်ဟိတတရားရဲ့ငယ်ဘဝရဲ့အကြောင်းအရာများကိုစိတ်မကောင်းစွာဖြင့်နားထောင်နေရတဲ့ရုပ်တံပရိယဖန်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာမင်္ဂလာပါဆရာတော်ရဲ့ငယ်ဘဝအကြောင်းလေးတွေကိုဒီလိုဆရာတော်တပည့်လေးဆိုတော့လေ ိချင်ပါတယ်ဗျာဒါပေမဲ့အစဉ်ဆက်ကလည်းသိချင်မယ်လို့ထင်တာပေါ့ဗျာအဲတချို့ဆရာတော်ကြီးတွေဆိုလို့ရှိရင်ဆရာတော်ကြီးပြန်တော်ဘုရားနဲ့သူ့ရဲ့ဘဝမှတိုင်းတောက်သွားတယ်လို့ပဲပေါ့ဗျာအဲဒါပေမဲ့ဒီလိုကခုလိုခင်မိတဲ့နေပညာတွေရှိတဲ့အတွက်ကြောင့်ဆရာတော်ရဲ့ငယ်ဘဝတွေမပြောက်ပြက်အောင်တော့ထေရဝါဒတိတွေရေးချင်တဲ့အစဉ်ပြောင်းလို့ဒီလိုဆရာတော်ဟိုဟိုဆရာတော်မှတ်မိတဲ့လောက်ဘဝကနေစပြီးတော့ဆရာတော်အခုရောက်တဲ့အထိပေါ့နော်ဒီလိုအပိုင်းလေးနဲ့လုပ်ချင်ပါလေဗျာဆရာတော်မှတ်မိတဲ့လောက်ငယ်ဘဝလေးကိုမိတ်ချလိုက်ပါဗျာဆရာတော်ကတော့မွေးဖွားတဲ့နေရာကမကွေးတိုင်းဒေသကြီးရေးတဲ့ဂျုံမျိုးနဲ့ ပြင်သားရွာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ငငယ်လေးတွေကအဲ့မှာတပြည့်တော်အိမ်လေးပေါ့တောင်ဘက်မျက်နှာလဲထားတဲ့အိမ်လေးမှာကားလေးအဲ့အိမ်လေးကိုပေါ့အခါလေးတော့အိမ်မက်မက်တယ်လို့မြင်မိတယ်ပေါ့ပါဘူးဒါပေမဲ့အကြကြီးမနေခဲ့ရပေါ့ပါဘူးတပြည့်တော်ရဲ့တနှစ်သားနှစ်နှစ်သား ခါလဲလောက်မှာနည်းနည်းသားအရင်နေပါတပြိတော့ note မပြတ်တပြတ်အမေသေးပါပြီးတော့အမေဆုံးတယ်ပေါ့အမေဆုံးတဲ့ချိန်တော့တပြိတော့က note ဆုံးနေတယ်ဆိုပြီးတော့လည်းပြောကြတယ်ပေါ့အရင်မမမီအဲတပြိတော့မမမီတာကတော့တပြိတော့အဲ့တော့ငငယ်တော့ကလေးလေးမိုးတွေတိုက်တဲ့အခါမှာအိမ်ပေါ်မှာမိုးမလုံတဲ့အခါထင်ရန်ကြားမှာအဲကြောက်ကြောက်ရွံ့ရွံ့နဲ့အဲ့ဒါလေးတွေမှတ်မိတယ်။နောက်အကန်ငယ်လင်းလောက်တဲ့အခါမှာညာကြီးမှာညာကြီးမှာ အဲ့ရတခါအဲ့နှစ်ခါလောက်ပဲဒီလိုမှတ်မိအဲ့နေပြီးတော့အမေဆုံးသွားတဲ့ခါကျအဖေကသူ့ဆွေမျိုးသူ့ရဲ့အမတွေညီမတွေရှိတဲ့စကိုင်းတိုင်းဆလင်းချင်းမျိုးနဲ့နောက်ကလေးရွာတို့တပည့်တော်မိသားစုလေးကလေးနဲ့ပြောင်းအဲ့ဒါလည်းမှတ်မိပါမှန်ပါလေးလေးပေါ်မှာပစ္စည်းတွေအားလုံးတင်ပြီးတော့အဲချင်းနှမြက်ကိုစံတက်ရမှန်ပါလေလာတဲ့အချိန်မှာတော့ရွက်နဲ့လုံးလို့ရလေမလာတဲ့ခါကျဆက်မရှိတော့ဟုတ်ကျိုးနေဆိုရရေစီးတန်တဲ့ခါကျ အဲဘယ်လိုလုပ်ရလဲဆိုရင်ဒီလိုတန်းတန်းနေပြီးတော့ဒီအဆိုးကိုတိုက်ပြီးတော့နော်အဲလေကိုကျိုးစီအဲဖီတို့ကနောက်ကငယ်တဲ့ပုံကတက်မပေးရတာအဲ့လိုမျိုးလေးအဲ့မှာတစ်ခါအဲ့လောက်ပဲမှတ်မိပါတယ်ဒါပြီးတော့ငယ်ဘအချိန်ကတော့မွေးလာကတော့အဲရေစကြိုပေးနေတာမွေးတယ်နောက်တပြည့်တည်းဘဝကဆိုးတော့ပြီးတော့အများဆုံးပေါ့နော်ပြီးတော့ရအမကြီးတရားဗတ္တမအေးတဲ့ပြီးတော့အသက်60ကျော်အဲသူ့နောက်ကသူ့ရဲ့အောက်ကကိုမြင့်နေတယ်သူလည်းအသက်60လောက်ရှိပါတယ် အဲတပည့်တော်ရဲ့အဲ့ဒီအချက်မြင့်လင်အောင်ကကိုမြင့်လာပြီဟုတ်ပါတယ်အဲဒီကလည်းအခုအသက်50ခုလောက်ရှိပါဟုတ်ပါတယ်ဒီတော့50ပဲအဲ့ဒီမျိုးကိုအွန်မားဒီခိုင်းမှာရှိပြီးတော့နေကြတော့အိမ်လေးတော်ကြီးအိမ်တော်လေးအိမ်လေးဟုတ်ပါတယ်လဲစီတက်နေဆရာတော်ရလူဘဝတော့ကနာမည်ကဘယ်လိုခေါ်လဲမဝင်းလိုက်လို့ခေါ်မဝင်းလိုက်တပည့်တော်ငယ်ငယ်လေးတွေကအနေထားလေးတွေကြည့်ပြီးတော့ ဒီဘုရားလူလောကရဲ့အကြောင်းလောကရဲ့နေရာလူနဲ့မမြောက်အဲတွေ့ကြုံမှန်ပါတယ်အဲ့လိုတွေ့ကြုံရတဲ့အခါမှာကံနေရာစမ်းကြည့်မှန်ပါတယ်အဲ့ချိန်တုန်းကပြီးတော့ကပြီးတော့ရဲ့အတော်ကြီးတွေကဈေးရောက်နေဆိုတော့သူတို့တတ်နိုင်အဲ့မှာအင်ဂျီအင်ကောင်းတွေလည်းချက်လာတယ်မှန်ပါတယ်သူတို့လက်ထက်သူတို့ တပည့်တော်ကြီးလာတဲ့အချိန်ကတပည့်တော်ကထူးထူးခြားခြားအောင်မြင်တဲ့ဆရာတော်တစ်ပါးဖြစ်လာ။အဲ့ဒါတွေလည်းပဲကံကြမ္မာတွေရဲ့ရိုက်ချက်နော်။အဲ့တော့လူတွေကမှားတာမှန်တာအရင်ကြီးသူတို့တတ်မှတ်